ဲ့တော့ဟုတ်ပြီစရအောင်ဒီဘေးကအနီးဒီအောက်ကစရခဏလေးမိထားလိုက်နော်အဲ့တော့လုံးမဲ့ lab ကတော့ trade true တော့မဟုတ်ပါဘူးလွယ်လွယ်လေးပါနော်အဲ့တော့ကျွန်တော် switch တစ်လုံးယူလိုက်မယ်ဒီကဒီမှာပါတဲ့ switch တွေကဒါငကိုရေကပါခဲ့တဲ့ switch တွေပေါ့နော် ethernet switch တွေအဲ့တော့ဒီ switch တွေကဘာမှကျွန်တော်တို့ management ကောင်းကောင်းလုပ်လို့မရဘူးဒီ router ကတော့ကျွန်တော်မှကျွန်တော်ထည့်ထားတာအဲ့တော့အဓိကကျွန်တော်ဘာလုပ်မှာလဲဆိုတော့ switch နဲ့ computer နဲ့ရှင်းရပြီနော် okay ါဆိုရင်ကျွန်တော်စချိတ်ပြီ PC1 က Ethernet 0နဲ့ Switch 1ရဲ့ Ethernet 0ကိုချိတ်ပြီ PC2 ရဲ့ Ethernet 0နဲ့ Switch 1ရဲ့ Ethernet 0ကိုချိတ်ပြီအဲ့တော့ဒီ software ကိုမသုံးဘူးတဲ့သူတွေပါတယ်ဆိုလို့ရှိရင်လည်းအားမငယ်နဲ့နောက်နေ့ကျလို့ရှိရင်ကျွန်တော်ပြပေးမယ်နော် software သုံးတဲ့နည်းကိုပြပေးမယ်တော့တယ်ကျွန်တော်ဒီ frame တွေသွားတာကိုပြချင်တာ Okay ပြီးသွားလို့ရှိရင်ကျွန်တော် start all လုပ်မယ် Okay စိမ့်သွားပြီပေါ့နော် ချိန်လိုက်တော့ကျွန်တော်ကွန်ပျူတာတွေကို IP ပေးမယ်မပေးခင်မှာကျွန်တော်ဒီဒီဒီ link ကိုကျွန်တော် packet ကို snip လုပ်မယ်အဲ့တော့ packet ကို snip လုပ်ဖို့အတွက်ကိုကျွန်တော်တို့မှာ wireshark ဆိုတဲ့ software လေးလိုပါတယ်အဲ့တော့ဒီလို right click ထောက်လိုက် stack capture ဆိုတာရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ရင်သူကဘယ်ကနေဘယ်ကိုသွားတဲ့ဟာကိုဖမ်းပါလဲဆိုတဲ့ဟာပါတယ်အခုဆိုရင် PC1 ရဲ့ ethernet 0ကနေ switch1 ရဲ့ ethernet 0စီကိုသွားတဲ့ဟောဒီနေရာကနေဖြတ်ဖမ်းပါဟုတ်ပြီနော်အဲ့တော့ဖမ်းမဲ့နေရာက confirm ဖြစ်လာတစ်ချက် okay ပဲပေါ့နော် ဲ့တော့အဲ့လိုမျိုးဒါဆိုလို့ရှိရင်သူက wire shark ဆိုတဲ့ software ပွင့်လာတယ်လောထဲမှာဘာမှမသွားသေးဘူးသူတို့ကသူတို့ ARP broker တွေပါတယ်နောက်ပိုင်းညာသွားလိမ့်မယ်အဲ့တော့ကျွန်တော်ပြီးရင်ပြမယ်အခုလောထဲတော့ဒီမှာဘာမှမပေါ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်လောလောထဲမှာ IP တွေထည့်မယ်အဲ့တော့ PC1 မှာကျွန်တော် regulator console ပွားမယ်အဲ့တော့ PC1 နော်နောက်တစ်ခါ PC2 ကိုသွားမယ်ပေါ့ Okay PC2 ကိုသွားမယ် console အဲ့ဆိုရင်ဒီမှာ PC1 နဲ့ PC2 ဒီလိုလေးပွင့်လာအဲ့တော့ဒီဒီຢာလေးပွင့်လာတဲ့အကြောင်းတရားဘာလဲဆိုတော့ဒီ secure crd ဆိုတဲ့ software အကြောင်းပွင့်လာအဲ့တော့ကျွန်တော်တို့ကဘာဖြစ်ဖို့လို့လဲဆိုတော့ဒီ secure crd ဆိုတဲ့ software ရယ်ခုန wire shell ဆိုတဲ့ software ရယ် gns3 ဆိုတဲ့ software ရယ်အလုံးစုံ၃ခုရှိရမှာပေါ့နော်အဲ့အဲ့၃ခုအတွင်းတဲ့ပုံစံနဲ့နောက်ပိုင်းကျွန်တော်ပြောပြမယ်အခုတော့ဆိုတော့ကျွန်တော်မမြင်ရမှာဆိုလို့ font လေးနည်းနည်းလေးကြီးလိုက်နတ်ဆတ်နေလောက်ဆိုရအောင် ော့အေးကျေးဇူးလုပ်ပြလိုက်โอเคเนาะဒါ PC1 ရဲ့ console ဒါ PC2 ရဲ့ console အဲ့တော့မျိုးလုံးထဲမှာမြင်ထားမှာဒါကျွန်တော်တို့ Windows မှာဆိုရင် command prompt ပေါ့ဗျာเนาะအဲ့တော့အရင်ဆုံးကျွန်တော်တို့က IP ပေးမယ်အဲ့တော့ IP စစ်တာက show IP အခုတော့တဲ့တော့ကျွန်တော်တို့မှာဘာ IP မှမရှိသေးဘူးအဲ့တော့ကျွန်တော် IP ပေးတော့မယ် IP ဆိုပြီးတော့ space ချမယ် ဒီဘက်ကိုကျွန်တော်10.0.0.1လို့ပေးလိုက်မယ် PC1 ဖြစ်တဲ့အတွက်ကြောင့်ပြီးရင် slash ကျွန်တော်24လို့ပေးလိုက်မယ်ဟုတ်နော် slash 24နဲ့ပေးလိုက်ပြီအဲ့တော့သူ duplicate ရှိလားမရှိလားသူစစ်တယ်ဒီ network ထဲမှာတခြားအဲ့ဒါကို IP 3နေရာရှိလားမရှိလားစစ်တယ်ပေါ့နော်အဲ့တော့ဒါဆိုရပါပြီ10.0.0.1 25.25.25ပေါ့နော်အဲ့တော့ကျွန်တော် show IP နဲ့ပြန်စစ်မယ်အဲ့ဒီ IP ကြာပါပြီနော်အဲ့တိုင်းမဲ့ PC2 ဘက်ကိုလည်းကျွန်တော်သွားပြီး show IMB log ထဲမှာ find ပြီးမှမရှိသေးဘူး IMB 10.0.0.2ကိုကျွန်တော်ကျွန်တော်2ပေးလိုက်မယ် select 24 okay ဒါတော့ဒီအမှာ IMB နှစ်ခုပေးလိုက်ပြီပေါ့နော်အဲ့တော့အခုချိန်မှာပင်းကြည့်တော့မိသွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကဘာလုပ်မှာလဲဆိုတော့အခု wire shack ကိုတစ်ချက်သားကြည့်မယ် wire shack ကိုသွားကြည့်တဲ့အခါမှာဒါကဒီ wire shack DG GN နဲ့3မှာမို့လို့တော့ဘာဖြစ်ပြီလဲဆိုတော့ broker ARP တွေလွတ်နေတယ်ဘယ်သူကလွတ်လဲဆိုတော့1ကတစ်ခါလွတ်တယ်2ခါလွတ်တယ်3ခါလွတ်တယ် ကျွန်တော်2ကို IP ပေးလိုက်တဲ့အခါမှာ2ကလည်းတစ်ခါလွတ်တယ်နှစ်ခါလွတ်တယ်သုံးခါလွတ်တယ်ဒါပေမဲ့အဲ့ဒီသုံးခါလွတ်တဲ့ဟာတွေကအကုန်လုံးက buffering buffering နေကြီးပဲလေ request frame နေကြီးပဲဟုတ်တယ်နော် request တွေကြီးပဲ okay ဒီတိမှတ်တာအဲ့တော့ကျွန်တော်ကဒီဟာလေးကိုတိုင်းထားမယ်ဒီဟာလေးကိုဒီဘက်ကနေကျွန်တော်လှမ်းပင်းမယ်အဲ့တော့အခု PC1 ကနေ PC2 ကိုပင်းမယ်မြင်ရနော်ကျွန်တော် screen ကိုတော့နည်းနည်းလေးလုပ်ပြရမယ် ဟုတ်ပြီအဲ့ဒီဘက်ဘေးမှာ wire shack နဲ့ကျွန်တော်ဖမ်းထားတယ်ဘက်ကကို snip လုပ်ထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာလေးကိုလည်းကြည့်ဒီဘက်ကပင်းတာကိုလည်းတစ်ချက်ကြည့်ပေါ့အဲ့တော့ကျွန်တော်ဒီဘက်ကနေပင်းပြီ PC1 ကနေ PC2 ကိုပင်းမယ်ဆိုတော့ပင်း sorry ပင်း10.0.0.2ကိုပင်းမယ်အဲ့မှာ enter ခေါ်လိုက်တဲ့အချိန်မှာဘာတွေဖြစ်လာလဲဒီဘက်ကိုကြည့်အောင်နော် enter အဲ့တော့ဒီဘက်မှာစပြီတွေ့လားအဲ့တော့ဘာတွေဖြစ်သွားလဲဆိုတာကိုကျွန်တော်တို့ကကြည့်အောင်အခုဒီမှာ reply ဘယ်နှချိန်ပြန်လဲ တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်ဝင်းတို့မှာဆိုရင်တော့လေးချိန်ပေါ့ဗျာเนาะ Linux မှာဆိုရင်တော့ကျွန်တော်တို့မရက်မချင်းပင်းတယ်အဲ့တော့ဟိုဟာကဒီ GNS3 မှာဆိုရင်တော့ငါးချိန်ပင်းတယ်ပေါ့เนาะ Cisco မှာဆိုရင်တော့ငါးချိန်ပင်းတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာတစ်ချက်ပြန်ကြည့်အောင်အဲ့တော့ပင်းနေလိုက်တဲ့အခါမှာခုနကတော့ IP ပေးလိုက်တဲ့အခါမှာဒီအပေါ်က request 3ချောင်းဒီအပေါ်က request 3ချောင်းအဲ့3ချောင်းကတော့ဒါ GNS3 ချောင်းဖြစ်တာအဲ့ဒါကိုခေါင်းထဲမထည့်နဲ့အဲ့တော့ ပင်းလိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့ဒီ packet တစ်ခုစထွက်တယ်အဲ့မှာ broadcast ARP ဆိုပြီးတော့ဘာပြောတာလဲဆိုတော့64 byte နဲ့เนาะဘာပြောလဲဆိုလို့ရှိရင် who has 10.0.0.2တဲ့10.0.0.2ကဘာတူလဲပေါ့เนาะဘာတူကိုပြန်ပြောရမလဲဆိုတော့10.0.0.1ကိုပြန်ပြောပေးပါဆိုပြီး broadcast ကလွှတ်လိုက်တယ်အဲ့တော့ i frame ကိုကျွန်တော်တို့ဖွင့်ဖောက်ကြည့်မယ်ဆိုရင် double click ခောက်လိုက်အဲ့တော့ဒါ frame ကိုဖွင့်ကြည့်တာဟုတ်ပြီเนาะ frame ကိုဖွင့်ကြည့်လိုက်တော့ frame ကတဲ့64 byte ရှိတယ်တဲ့ နော်64ဘိုက်ရှိတယ်ဝိုင်ယာဘောနေသွားတာ64ဘိုက်ရှိရပေါ့ဗျာအဲ့တော့ဟုတ်ပြီအင်တာနက်အမျိုးအစားအဲ့မှာသွားကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ကမတွေ့မလဲဆိုတော့ broadcast destination က broadcast source ကဘာတူလဲတန်းတော့ဟို sorry 0.00 colon 50ဘာညာဆိုတော့ဒါ PC1 ရဲ့ MAC address လို့မှတ်အဲ့တော့ PC source က PC1 ရဲ့ MAC address broadcast က destination က broadcast MAC ဖြစ်သွားတယ် အဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့သူ ERP request frame ပေါ့ဗျာနော်ဒီမှာအောက်မှာလည်းရေးထားတယ် address resolution protocol request တဲ့နော်နော်အဲ့တော့သူ request လုပ်လိုက်တယ် broker ပြစ်ပြီး request လုပ်လိုက်တယ်အဲ့တော့အဓိကတော့ဒိဗယ်ပါလဲဆိုလို့ရှိရင်ကျွန်တော်စဟိုရှေ့မှာစရှင်းခဲ့တယ်လို့ပဲ10.0.0.2ကဘာတူလဲဆိုပြီးတော့အဲ့လိုလိုက်ရှာတာပေါ့ဗျာနော်အဲ့တော့10.0.0.2ကရှိတယ်ရှိတဲ့အတွက်ကြောင့်သူကဘာလုပ်လဲဆိုတော့ဒီမှာ reply ပြန်လာတယ်အဲ့တော့ reply ပြန်လာတော့ဒါက reply packet ဘယ်ကနေပြန်လာလဲဆိုတော့10.0.0.2ကတဲ့ဒီလောက်ပါတယ်ဆိုပြီး mass address ဒီလောက်ပါဆိုပြီးတော့လှမ်းပြောတယ်ပြန်ပြောတယ်အဲ့တော့ဒါကိုကျွန်တော်တို့ဖွင့်ကြည့်မယ်ဆိုရင် source ကဘယ်သူဖြစ်သွားပြီလဲ PC 2ဖြစ်သွားပြီ destination က PC 1ဖြစ်သွားပြီရတယ်နော်ဒါခုန PC 1ရဲ့ mass address ဒီရောက်က PC 2ရဲ့ mass address ဟုတ်ပြီနော်အဲ့ဒါကိုကြည့်ချင်းအဖြစ်ဒါဟာသူ reply ပြန်လိုက်တယ်ဆိုတော့သိရတယ်အာဒီမှာဒါ reply packet အဲ့လိုမျိုးပေါ့နော် ပြီးတော့ကျွန်တော်တို့သွားတဲ့ type ကဘာလဲဆိုလို့ ethernet type ကဘာလဲဆိုရင်ဒီ type ဆိုတာကဒါ ethernet type franchise sequence နံပါတ်ဒီလောက်ဒီလောက်နဲ့သွားတယ်အဲဒီလိုမျိုးတွေပေါ့နော်ဒါ franchise sequence နံပါတ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ protocol က ipv4 အဲဒီလိုမျိုးတွေပေါ့နော်ပြီးလို့ရှိရင် mass address sender ရဲ့ mass address တွေ target ရဲ့ mass address တွေဒါတွေကျွန်တော်တို့ပါတယ်ပြီးတော့ကျွန်တော်တို့ source ရဲ့ဒီ ip destination ip ဒါကတော့ကျွန်တော်တို့ packet ရဲ့ပုံစံအတိုင်းပြတာပေါ့နော် โอเคဒါကပက်ကတ်တစ်ခုကိုဖောက်ဖက်တာအဲ့တော့ကျွန်တော်တို့ခီမှာတင်ခဲ့တဲ့ပုံနှဲကားတို့မျိုးဒီလိုမျိုးရောမဟုတ်ဘူးဒါပေမဲ့အပြင် real world မှာဒီလိုမျိုးအဲ့ဒါကိုကျွန်တော်တို့ဘာလုပ်တာလဲဆိုရင်ဒါပက်ကတ်စနစ်ဖမ်းတယ်လို့ခေါ်တယ်စနစ်လုတ်တာဗောနော်ဘယ်ကနေဘယ်ကိုလာတယ်ဘာ frame ကိုပို့လိုက်တယ်အဲ့အဲ့ frame ကဘယ်လောက် size ရှိတယ်အဲ့တော့ကျွန်တော် hacker တွေဆိုလို့ရှိရင်ဘာလုပ်လို့ရလဲဆိုတော့ဒီ frame နေထဲမှာကျွန်တော်ဒီနေရာတွေမှာစာတွေထည့်ပြီးတော့ပို့လို့ရတယ်ဒီလိုဒီလိုနေရာတွေမှာဒီရောက်မှာဒါတွေကတော့ကျွန်တော်တို့ဒီဘယ်လိုပြောရမလဲဒါတွေကကျတော့ ဟိုပါနော် hashing code တွေပေါ့ hashing code တွေပေါ့ frame တစ်ခုရဲ့ hash hashing algorithm ကိုတုံးပြီးတော့သွားတဲ့ code တွေအဲ့တော့ထားလိုက်ပါတော့ဗျာအဲ့လောက်အမြင်နေမပြောတော့ဘူးအဓိကတော့ဗာလဲဆိုတော့ကျွန်တော်က frame တစ်ခုကိုဖတ်တာမယ် wire shack နဲ့ဖမ်းပြီးတော့ကျွန်တော်တို့တကယ် real world မှာဆိုလဲကျွန်တော်တို့ရဲ့ network ကကို wire shack နဲ့ဖမ်းလို့ရတယ်ပေါ့နော်ဒီ wire shack ဆိုတဲ့ software နဲ့ဖမ်းပြီးကြည့်လို့ရတယ်အဲ့တော့ဟုတ်ပြီဒါဆို arp request သွားတယ်ပြီးတော့ reply ပြန်လာတယ်ပြီးသွားတဲ့အခါမှာ icmp ပါလို့လဲ request ပို့တယ် request ပို့တော့ ် reply ပြန်လာတယ်ဟောเนาะ ICMP request ကဘယ်ကိုပို့လဲကြည့်အောင်ဖွင့်ကြည့်မယ်ဟုတ်ပြီเนาะကျွန်တော်တို့အဓိကကြည့်ရမှာ source နဲ့ destination ပဲဟုတ်ပြီเนาะအဲ့တော့ ethernet ဆိုတာ frame ကိုပြောတာအဲ့တော့ frame ကိုကျွန်တော်မကြည့်တော့ဘူးအောက်ကိုပဲကြည့်ရမယ်อืมအောက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ ICMP packet ထဲမှာအဲ့ဒီမှာ internet control message protocol เนาะဒီကောင်ပေါ့ source ကဘာတူလဲ10.0.0.1 destination address က10.0.0.2ကိုသွားပြီးတော့ပါလောက်တာလဲဆိုတော့ ICMP ကို request သွားလောက်တာ ဒီမှာ echo request တဲ့နော်အဲ့လိုမျိုးသွားလောက်တာ1ကနေ2ကို request သွားလောက်တယ်ဟုတ်ပြီနော် time to live ကဘယ်လောက်နဲ့သွားလဲဆိုတော့64နဲ့သွားတယ် flag ကဒါပေါ့ဗျာနော် okay ပြီးတော့ total length ကတော့84 pipe ပေါ့ဗျာအဲ့လိုမျိုးပေါ့အဲ့တော့ chess and ကတော့ good တယ်ပေါ့ဗျာအဲဒါတွေအကုန်လုံးတို့တွေအဆင်ပြေတယ်ဒါက request တောင်းလိုက်တာ request တောင်းလိုက်တော့ဘာဖြစ်လဲဆိုတော့ဟိုဘက်ကနေ reply ပြန်လာတယ် reply ပြန်တဲ့ packet ကိုဖောက်ဖက်ကြည့်အောင် reply ပြန်တဲ့ packet က source ပဲရနေတယ်2ကနေပြီးတော့1ကိုပြန်တယ်ဟုတ်ပြီနော်ဘာလို့တာလဲဆိုတော့ echo reply ပြန်တယ်ဟုတ်ပြီနော်ဒါသူ့ရဲ့ channel ဟာနေပေါ့အဲ့တော့ mass address နဲ့ပတ်သက်ရင်တော့အပေါ်က ethernet ဆိုတာကိုကြည့်မယ် IP တွေနဲ့ပတ်သက်တာ packet type တွေနဲ့ပတ်သက်တာဆိုလို့ရှိရင်တော့ဒီရောက်ကဟာတွေကိုကြည့်မယ်နော်အဲဒါက IP နဲ့ပတ်သက်တာ internet protocol နော် frame နဲ့ပတ်သက်တာဆို ethernet ဆိုတဲ့နေရာကိုကြည့်မယ် mass address နဲ့ပတ်သက်တာထဲထဲက message type ကိုကြည့်ရင်တော့ဒီဟာဒီအောက်ဆုံးဟာနဲ့ကြည့်တယ် အဲဒါက real world မှာလည်းဒီတိုင်းပဲနော်အဲဒါ frame တစ်ခုကိုဖောက်ပတ်တာပြောချင်တာကဘာလဲဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့တယ်အာဒီ switch ကချက်ချင်းအလုံးမလုံးနိုင်ဘူးအဲ့တော့ဘာလုပ်ရလဲဆိုတော့ arp request frame တစ်ခုပို့ရတယ်အဲ့တော့ပြီးရင် reply ပြန်လာမယ်အဲ့တော့မှသူက switching table ထဲမှာဟိုဟိုဟာဒီ mass address ကိုတိပါမယ်တိပါတော့မှသူက forward federal decision လုပ်ပြီးတော့မှပို့မယ်အဲ့တော့ request လုပ်မယ် reply ပြန်တယ်နဲ့ request လုပ်တယ် reply ပြန်တယ်တိတိကျကျလေးပြန်တယ်ဒီမှာ broker နဲ့ပို့တယ်ဒီမှာတိကျတယ် ဒီမှာတိကျတယ်ဒီမှာတိကျတယ်ဒီမှာတိကျတယ်ဘရိုကာကတခါပဲပို့တယ်ပေါ့နော်အဲဆိုရင်အဓိကပြချင်တာဒီ lab ကထရီတူဘာမှမဟုတ်ဘူးဒီ packet ကိုစနစ်ဖမ်းပြချင်တာနောက်တစ်ခုကဒီ ICMP ရဲ့အရှိမ ARP အလုံးလုံးတယ်ဆိုတော့ပြောချင်တာအဲ့တော့ဒီမှာရှိတဲ့ column ကသူက time ဘယ်အချိန်တော့သွားတယ် source ဘယ်ကနေသွားတယ် destination ဘယ်ကိုသွားတယ် protocol ကဘာမျိုးစားလဲအဲ့ packet ရဲ့ site ကဘယ်လောက်လဲပြီး information ကဘာလဲဒါ information ဆိုတာလူပိန်းသားလေအောင်နည်းနည်းရေးပြထားတာဒါကြီးက ဒီဒီရာလေးတွေရေးပေးထားတယ်ဆိုတဲ့အနေနဲ့ကျွန်တော်တို့ဒါလူပိန်းသားတွေအောင်ရေးပေးတဲ့သဘောပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်တာအဲ့တော့ခုနကလိုမျိုး pop up ကြည့်တာက double click ခောက်ပြီးမကြည့်ချင်ဒီရောက်မှာကျွန်တော်တို့ကဒီဒီအကွက်လေးတစ်ကွက်ပါသေးတယ်အဲ့ရနေကျွန်တော်တို့ကြည့်တယ်ရတယ်အတူတူပဲဒါလေးကို select ပေးလိုက်သူကသူပြောင်းသွားမယ်ပေါ့နော်ဒါပဲအဲ့တော့ဒါတွေအကုန်လုံးကျွန်တော်နောက်တစ်ချိန်ထပ်ပင်သူကဒီမှာထပ်တက်နေလိမ့်မယ်ခုမှကျွန်တော်ကျွန်တော်နောက်တစ်ခုထပ်ပင်လိုက်မယ်ဒီကောက်ကျွန်တော် PC 2ဘက်ကနေပြန်ပေးမယ်အဲ့တော့ပင်း 10.0.0.1ကိုပြင်မယ်။နော်1ချိန်2ချိန်3ချိန်4ချိန်5ချိန်အဲဒါ wire shape မှာလည်းဘာဖြစ်ပြီလဲဆိုတော့ထပ်တက်လာပြီ။ဒီမှာ broker တစ်ချိန်ထပ်ထွက်လာ။နော်နော်1ကဘာလုပ်လဲဆိုပြီးတော့ share တယ်ပြီးရင်ထွက်သွားတယ်ပြီးတော့မှကျွန်တော်တို့ဒီမှာ request reply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  ကြည့်သွားတယ်အဲ့တော့ဒါတို့ပြောချင်တာကဘာလဲဆိုတော့ wire shape ကကိုပြန်မရက်မချင်းတောက်လျှောက်ခံနေမှာအဲ့တော့အဲ့ဒါလေးသတိထားဖို့လိုတယ် ကွာတကယ်လို့တော်ပြီမကြည့်တော့ဘူးဆိုရင်ဒီညနေကအနီလေးကိုနှိပ်ပြီးတော့ store capturing ဆိုတာကိုလုပ်ပေးလိုက်နော်ဒါလေးရလာလိမ့်မယ်အဲ့တော့ဒီ software တွေကတကယ် real world မှာအရင်သုံးဝင်တဲ့ software တွေအဲ့တော့သုံးဖို့လိုတယ်ပေါ့နော်သုံးတတ်ဖို့လိုတယ်ကဲဒါပါပဲအဲ့တော့ဒါက GN ဟိုအဓိကတော့ packet တွေဘယ်လိုသွားလဲစနစ်ဘယ်လိုဖန်လဲပေါ့နော်ဒီကျိုးကဒီမှန် blue လေးကဒါစနစ်ဖန်ထားတယ်ဆိုတော့ပြတာအဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကပြန်ဖြုတ်ချင်တယ်ဆိုလို့ရှိရင်ဒီပေါ်မှာ right click ထောက်ပြီး stock capture လို့ပြောလိုက်အဲ့ဒါဆိုပြန်ဖြုတ်ပါလိမ့်မယ်နော်